အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Aura Vibration Channel ရနေရန်လေးကျူစွလိုက်ပါတယ်ကျွန်တော်ငယ်ငယ်ကအခန်းခွဲပြီးတယောက်တည်းအိပ်ရတယ်တယောက်ယောက်ကကျွန်တော်ကိုကြည့်နေတယ်လို့ခံစားချက်တည်းကြောက်စိတ်တွေရှိနေလို့ကျွန်တော်မိဘတွေကညမီးကြောင်တစ်ချောင်းဝယ်ထားပေးခဲ့တယ်တညာတယောက်ယောက်ကကျွန်တော်ကိုကြည့်နေမလားဆိုတဲ့အတွေ့နဲ့ကျွန်တော်လန့်လို့ခဲ့တယ်ခဏထထိုင်လိုက်တယ်ညမီးလင်းကြောင်အခန်းထဲဘယ်သူမှမရှိဘူးဆိုတော့သိရတော့စိတ်သက်သာရရသွားတယ် အခန်းဘေးကရက်ကအဖေအမေတို့အခန်းဆိုပေမဲ့ညာမင်းရှိတုန်းကညာတိုင်းလိုလိုကြောက်နေကြတယ်။တနေ့အဖေရဲ့အလုပ်ဖွင့်ရမှာအမေနဲ့ကျွန်တော်ကုန်းတိုင်းကြီးတစ်ခုကိုဈေးဝယ်ထွက်ခဲ့တယ်။ကျွန်တော်မှတ်မိပါသေးတယ်။ကုန်းတိုင်းကြီးရဲ့အလဲမှာအရန်ကိုကြီးတဲ့ကစားကွင်းကြီးတစ်ခုရှိတယ်။ကျွန်တော်အရန်ကိုပြောသွားတယ်။အမေအိမ်မှာတယောက်တည်းနေနေရတော့အပြင်မှာကစားကွင်းတွေတွေ့ရင် အရန်ကိုရင်ခုန်မိတယ်။ အမေကိုခွင့်လောင်းခဲ့တယ်။အမေဒါကစားကျင်တယ်။အမေကကျွန်တော်ရဲ့စိတ်ကိုကောင်းကောင်းနားလေတဲ့မျိုးသမီးတယောက်ပေါ့။ရလာပေါ့သွားကစားလေတဲ့။ကျွန်တော်အယမ်းပျော်မိခဲ့တယ်။အမေကတော့ထိုင်ကုန်မှာကျွန်တော်ဆော့နေတာကိုထိုင်ကြည့်ပြီးကြံနေခဲ့တယ်။သူကပထမဦးဆုံးလိုင်းကိုခုလိုပဲ။အဘေါ်ကိုတတ်သွားရတယ်။ပြီးတော့ရေပိုက်ကောင်းလိုမျိုးအခန်းချေကြီးလိုမျိုးနေရာကိုထပ်ဝင်သွားရတယ်။ ဘေးမှာလည်းမှန်ပြတင်းပေါက်တွေလိုတကားတစ်ချက်စီရှိတယ်။သူ့ပုံစံကလေးမြန်တစ်စင်းနဲ့တွတ်တူပဲ။ထိတ်ဆုံးပိုင်းကိုရောက်တော့လေရင်ရဲ့စက်ခန်းလိုတိဆောက်ထားတယ်။အတံမီရဲ့ခလုတ်ကလေးတွေရှိတယ်။စီရတိုင်းတစ်ခုရှိတယ်။ကျွန်တော်လည်းစီရတိုင်းကိုကန်ပြီးလေရင်ကိုမောင်းနေတယ်လို့တွေးပြီးဘယ်ဘက်ပြတင်းပေါက်ကိုလှည့်ကြည့်လိုက်တယ်။ပြတင်းပေါက်ရဲ့ပြင်ကားနေလူတယောက်ကကျွန်တော်ကိုငိုင်ငိုင်ကြီးကြည့်နေတယ်။ ကျွန်တော်မှတ်မိတာတော့သူကအနဲ့ရောင်ဟူဒီနဲ့ဂျမောက်မီပိုင်အောင်ဝတ်ထားတယ်။အသက်30ဝန်းကျင်လောက်ရှိမယ်။သူကသွားဝါကြီးတွေနဲ့စတင်ပြီးပြုံးပြတယ်။ညထောင်ကြီးတွေနဲ့ဒီပုံသားနဲ့ကျွန်တော်ကို၆ဆက်ကလောက်တခြားဆိုက်ကြည့်နေကြတယ်။ညာဘက်ပြတင်းပေါက်ကနေအမေကကျွန်တော်နာမည်ကိုအခေါ်နေတာကိုကြားရတယ်။ငါသားပြန်ရအောင်လဲ။ကျွန်တော်ကိုအောက်ဆင်လာဖို့ပြောနေရယ်။ခဏအကြာကားရောက်တော့အမေကကျွန်တော်ကိုကပတ်တခြားပတ်ပေးတယ်။ သူမကတကားတွေကိုတရှာပေးပြီးမိဖက်ညာကိုကြီးလိုက်တယ်။ဇွမ်းနာကလူကြီးကိုမတင်ကားလို့ကျွန်တော်ကိုအမြင်ပြန်ရအောင်လို့လာပြောတာတဲ့။တစ်ချိန်လုံးသူကကျွန်တော်ကိုကြည့်နေခဲ့တာတဲ့။စပြီးကစားကွင်းထဲကိုဝင်သွားကြတဲ့ကားလို့အမေကပြောတယ်။အလေးဆိုတော့လေအမေပြောတာတွေကသူစိုးရိမ်လို့ပြောတာလိုပဲလို့မှတ်ယူထားလိုက်တယ်။ညကြအဖေကအမေကိုဖုန်းခေါ်ပြီးဒီညအိုဗာလိုင်းရှိလို့အိမ်ပြန်နောက်ကြမယ်လို့အမေကိုမှားခဲ့တယ်။အမေကပြန်ပြောတယ် โอเคบายบิวใส่อูเนี่ยခဏကြာကျွန်တော်အိမ်ရမဝင်ခဲ့အမေကဖုန်းအသွင်းညို့ကိုဖြုတ်ပြီးညာမီးပလက်ကိုပြန်တက်ပြီးခဲ့တယ်ဒီလိုနဲ့ကျွန်တော်အိပ်ပျော်သွားပြီးမကြဘူးနေ့လည်ကအဖြစ်ပြက်ကိုပြန်အမှတ်ရပြီးကျွန်တော်လန့်လို့လာခဲ့တယ်ညာမီးကလည်းဘလို့ပိတ်သွားလဲမသိပေမဲ့ကျွန်တော်ဘေးနာကလာ ਈ ကိုလန့်နဲ့ဆန်းချခဲ့ပြီးမှမတွေ့ခဲ့ဘူးဘေးနာမှာအမြဲလှုပ်လှုပ်ထားပြီးမှဘလို့မှဝှရှာမရခဲ့ဘူးအရာရာကမှောင်မဲတိတ်ဆိတ်နေတယ် ဘာမှမမြင်ရတဲ့ကျွန်တော်အခန်းချင်းလေးထဲမှာကျွန်တော်လဲဆောင်းလေးကိုရှုံပြီးအမေညာမီပလက်တက်ပြီးကြတာကိုတတိယသွားတယ်ကျွန်တော်ရဲ့စိတ်တွေအယံကိုလှုပ်ရှားလာခဲ့တယ်ကျွန်တော်အယံကိုကြောက်လာခဲ့တယ်ကျွန်တော်အခန်းထဲမှာတရားရောက်ရှိနေတယ်လို့ကျွန်တော်ထင်တယ်တစ္ဆတ်ထဲမှာပြတင်းပေါက်ကနေတရားရောက်ဝင်လာတဲ့တောင်ကိုကြားလိုက်ရတယ်ကျွန်တော်အမတ်ရသွားတယ်ကျွန်တော်ဘယ်ဘက်ကမိရင်တလုံးကိုဖွင့်လိုက်တယ်အမှန်ပဲ မိဖွင့်လိုက်တာနဲ့ကျွန်တော်ရဲ့ကရင်ရှင်ရင်မှာနေ့လေကမျက်တော့နေတဲ့လူအဲလူကပြုံးပြနေတယ်သူ့ရဲ့အပြုံးကြီးကအရန်ကိုကြောက်ချာကောင်းတယ်ကျွန်တော်လည်းရန်ကိုကြောက်ပြီးတိမ်လုံးကြောင်းအောင်អော်လိုက်တယ်ချက်ချင်းပဲအခန်းထဲကနေပြင်ကိုထွက်ပြေးသွားတယ်ခဏကြာအမေရောက်လာတယ်အမေကိုနေ့လေကလူအခန်းထဲကိုရောက်လာတဲ့ကြောင်းကိုပြောပြလိုက်တယ်ပထမတော့ကျွန်တော်ပြောတာကိုသူမယုံခဲ့ဘူးကျွန်တော်လည်းအမေညာမီပလက်ကိုတက်ပြီးမီးဖွင့်ခဲ့တယ်မလားလို့မေးလိုက်တယ် သူမှခဏငြိမ်သက်ပြီးစဉ်းစားနေတယ်။သူမမျက်နှာမှာစိုးရိမ်စိတ်တွေကြောက်စိတ်တွေကိုမြင်နေရတယ်။သူမရဲကိုလှမ်းပြီးကြောင်ကြားခဲ့တယ်။မဖေ့ကိုပေါ့အိမ်မြန်ပြန်လာဖို့ပေါ့။ဟလာကြရဲတွေရောက်လာတော့ညာမီပလက်ကိုဖြုတ်ပြီးပလက်ကောင်းမှာအိမ်နှုတ်ကိုခိုးဝင်လာတဲ့သူရဲ့လက်ဝှေ့ရှိမလားဆိုပြီးရှာဖွေခိုင်းတယ်။အဖေလည်းအိမ်မြန်ရောက်လာခဲ့တယ်။ရဲတွေဆက်စပြီးပလက်ကောင်းမှာထိုးလို့ရဲ့လက်ဝှေ့ရှိမနေဘူး။ပြန်နိုင်တာတကူကတော့လက်အိတ်တွေကိုတုံးထားလို့ အစတွေကအကျန်းစီရှိပြီးသားဖြစ်မယ်။ဒီညတော့အိမ်ကြီးနားနဲ့ရက်ွက်ထဲအနှံ့ရှာဖို့ပြင်မယ်တဲ့။ခဏကြာရဲတွေပြန်သွားတော့ကျွန်တော်တို့လည်းအိပ်ရဝင်ခဲ့တယ်။ကျွန်တော်ဘလို့မှအိပ်မရဘူး။ကျွန်တော်တွေးနေမိတယ်။နေ့လေက တွေးခဲ့တဲ့လူရဲ့အခုညကျွန်တော်ကရင်ဘေးမှာတွေးခဲ့တဲ့လူရဲ့ကအတူတူပဲမလား။ကျွန်တော်အိမ်ကိုဘလို့တည်တာလဲ။ကျွန်တော်စီကဘာလို့ကျင်လို့လဲ။ကျွန်တော်ကိုဘာလို့ရှင်လို့လဲ။ကျွန်တော်အိမ်ပြန်လာတော့ကကားနောက်ကနေ တောက်လျှောက်ပြေးလိုက်လာကြတာများလားလို့တွေးရင်အခုတော့ထိုးလူကိုမတွေ့ရတော့ပါဘူးကျွန်တော်တို့တခြားတစ်မျိုးကိုပြောင်းလာခဲ့ကြတယ်ကျွန်တော်လည်းအမောင်ထဲမှာကြောက်စိတ်ကိုဖြောင်းနိုင်အောင်ကြိုးစားခဲ့တယ်အခုတော့အသက်20ဆိုတဲ့အရွယ်ကိုရောက်နေပါပြီနေတိုင်းလို့လို့ဂျင်းကစားပြစ်တယ်ကြောက်စိတ်တွေလည်းပျောက်လာခဲ့ပါပြီကောလိပ်ပြီးတော့ကောင်းမလေးတယောက်နဲ့ရှိသူဖြစ်ခဲ့တယ်အခုတော့ကျွန်တော်မှပျော်ရွှင်စရာကောင်းတဲ့တာမန်ပွားလေးကိုဖျက်သန်းနေပါပြီ ဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်ကြိုးစားရမယ်ဆိုတာကိုကျွန်တော်နားလည်ပါတယ်။ကြောက်စိတ်ကိုဖယ်ရင်ဘဝကိုကြိုးစားကြပါလို့ပြောရင်လလန်းလေးကတော့ဒီမှရင်ပြီးပါပြီ။ကျွန်တော်ရဲ့ Horror Story ကိုနှစ်သိမ်းရင်ကျွန်တော်ရဲ့ Horror Binary Channel လေးကို Like and Subscribe လုပ်ပြီးသွားကြပါဦးခင်ဗျာ။